အားလုံးပဲမင်္ဂလာပါရှင်။အာစီရင်တုတဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့ဆ ्याम ကျူရဲ့ဝတ္ထုကိုတင်ဆက်ပေးသွားကြမှာလေရှင်။မိန်းမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုရှိလေးပါ။အပိုင်းနှစ်ပါရှင်။ခန်းစားနာဆင်ကြည့်ကြပါဦးနော်။မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်အပိုင်းနှင့် ဟင်အင်းမဟုတ်ဘူးကွာနင့်ပေါ်ပြန်ချစ်ဖို့စူးစမ်းနေစေမဟုတ်ဘူးပြစ်မှုကကျွလွန်ပြီးသွားပြီထိုစကားသည် ကျမနှုတ်မှအေးဆေးတိမ်မွေးစွာ ထွက်လာသည်ကိုပင်ကျမကိုယ်တိုင်အံ့ဩသွားခဲ့ပါသည်ဘာရီဖြစ်ခဲ့တာလဲနင့်သူ့အတန်မှာချုပ်တီးမှုများနဲ့အတူမခံမရနိုင်မှုများရောရှက်ကပူလောင်နေ၏မင်းကိုမျက်နှာကိုတက်တက်ကြည့်ပြီးပြောစမ်းပါနှင့် မင်းဘာလုပ်ခဲ့ရလဲကျမသူ့မျက်နှာကိုမှော့ကြည့်လိုက်တော့အခါသူ့မျက်နှာနာကျင်မှုများကျမစီတို့ပြုံးခနဲကူးဆက်လာခဲ့သည်ကျမဘလို့ပြောရပါမလဲဘလို့တက်သည့်မျိုးနဲ့ကျမတို့ကိုပြောနိုင်ပါလဲကျမသည် နေရာမှထထွက်ပြေးသွားမည်ဆို၍ထမင်းစပွဲစုံးကိုလက်ဖြင့်တင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိသည် မဟုတ်ဘူးပြောရမှာပေါ့ပြောမှကိုပြီးမဲ့ကိစ္စပဲ ိုကိုကိုအားတင်းလျက်သူ့မျက်လုံးထဲသို့စိုက်ကြည့်လိုက်သည်အဲ့ဒီမျက်လုံးထဲကနာကျင်မှုတွေဒေါသတွေဟာငါနဲ့မဆိုင်ဘူးသူဟာငါနဲ့မဆိုင်ဘူးသူဟာတစိမ့်တစ်ယောက်ပဲတစိမ့်တစ်ယောက်ကိုသတင်းတစ်ခုပြောသလိုပုံစံမျိုးနဲ့ဘာဖြစ်လို့ငါမပြောနိုင်ရမှာလဲငါနင့်ကိုတစ္ဆာဖောက်လိုက်မိပြီကိုအောင်သူ့ကျမကို တွေ့ဝေစွာငေးမောနေမိ၏ကျမသူ့ကိုမျက်နာမလွဲပဲစွပြောချလိုက်သည် ငါဒီမှာချစ်သူတွေ့နေပြီသူ့နှက်ခမ်းအစုံကတင်းခနဲ့ဖြစ်သွားဒီမှာတပါသူ့မျက်နှာလုံးဝမပြောင်းလဲပါ သူငြိမ်သက်စွာ ကျမကိုစိုက်ကြည့်နေသည်တို့တော့သူ့မျက်လုံးများ ကျမထန်တွင် မရှိသလိုပင်ဖြစ်သည် သူသည်ထိုင်နေရင်းမှကျမနှင့်အဝေးကြီးသို့ရောက်သွားသည်ကျမတို့အနီးကစပွဲတွင် လူတွေရှုပ်ရှက်ခတ်နေတော့လေကျမတို့နှစ်ယောက်ကငြိမ်သက်နေစေကျမသည် ငြိမ်သက်မှုကိုကြာရှည်သိခံနိုင်စွမ်းမရှိပါ။ဇပွဲပေါ်မှာအင်အားမဲ့စွာတင်နေတော့သူ့လက်တစ်ဖက်ကိုကျမအသာအရာ ဆုံညှက်လိုက်၏။ကိုအောင်ဒီတော့မင်းရမယ့်အပြစ်ဒဏ်ကဘာလဲ။ပဝင်းကျင်ကငါ့ကိုအကျင့်ပြတ်တဲ့မိမအဖြစ်သတ်မှတ်ပေးကြလိမ့်မယ်။ဘယ်တော့လဲလို့မသိနိုင်တဲ့အနာဂတ်ကာလတစ်ခုမှာနင်းနေရမှာငါရောက်နေပြီ။သူကငါ့ကိုအခုငါပြောတဲ့စကားမျိုးပြောနေလိမ့်မယ်။ ဒီအခါမှာနင်အခုခံစားရတဲ့ခံစားချက်မျိုးငါရတော့မှာပေါ့ကွာအဲ့ဒါငါအတွက်အပြစ်တန်ပေါ့ကျမလက်ထဲမှာသူ့လက်သည်နှဲ့နေ၏သူ့အသည့်များသူ့ခွန်အားများဤလက်ထဲတွင်မရှိတော့သလိုပင်ဖြစ်သည်နှွေးထွေးမှုလည်းမရှိပဲအေးဆက်နေလေသည်ဒါဖြင့်မင်းလက်ထက်မဲ့သူကဘဒူလဲနှင်းအကွယ်ပြင်း တုံခါနေသောသူ့အတန်မှာ ဟိုအဝေးကြီးကလာသလိုတဲ့တဲ့ကလေးဖြစ်၏။ဤအမေးကို ကျမဘလို့ရက်ဆက်မှုမျိုးဖြင့်ဖြေးရပါမလဲ။ကျမသူ့လက်ကိုလွှတ်လိုက်ပြီးသူ့မျက်လုံးများကိုရှောင်ဖယ်လိုက်သည်။ကျမဤတိုးတိတ်ပြက်သားသော စကားတလုံးသည် သူ့ကိုစူးနှင့်နာကျင်စွာ ထိမှန်လိုက်သောမြားချက်တစ်ခုလိုရက်ဆက်ပေလိမ့်မည်။ထိုစကားလုံး၏အောက်တွင်တော့အရာရာသည် လွယ်ကူစွာပြီးဆုံးသွားတော်မည်။ ထိုစကားလုံးကိုပြောပြီးနောက်ကျမရင်ထဲမှာရှိနေသောလေးပင်မှုတူတဲ့ကြီးသည်တဖြည်းဖြည်းပြောက်ွယ်သွား၏သူထရံမှာဝုန်းခနဲ့ထရလိုက်သောအခါကျမလန့်ဖြတ်သွားသည်ကိုအောင်သူကျမမျက်နှာကိုတစ်ချက်ဆိုက်ကြည့်ပြီးနေရာမှထွက်သွားလိုက်သည် ကျမသူ့နောက်မှာဂမန်ကရန်ဖြေးလိုက်သွားတော့သူကပဆန်ရှင်းနေသည်သူ့အမှုအရာမှာတိတ်မထူးခြားလာပဲရှိသဖြင့်ကျမစိတ်သက်သာရာရသွားပါသည် သူထွက်သွားပြီကျမကို သူဟာလှဲ့မကြည့်ပါ သူဆိုင်ကအထွက်မှာ ကျမလိုက်ပါသွားသည် ကျမသူ့ကို နောက်ထပ်တွေ့เสียရလူသေးသလားကျမနဲ့သူဤဘဝသည်ပြီးဆုံးသွားပြီအချိန်မှာဆ ảy ၍တဘဝစဉ်ဖြစ်သွားပြီလားသူကလည်းကျမကိုလှဲ့မကြည့်ကျမကလည်းသူ့ကို စကားတစ်ခွန်းမှ မပြောဝင်ပါမနေ့မနေ့ကြာအောင် သူသွားရနောက်တော့တကောက်ကောက်လိုက်နေတယ်လဲကိုဟာကို မေ့လျော့နေသည့်အချိန်မှာသူက တုံခနဲရက်လိုက်သည်နေစမ်းမအောင်အခုမင်းပါကိစ္စကိုးနောင်မှာပါလာတာလေကျမသူ့ကိုမိုးကြည့်လိုက်တော့သူ့မျက်လုံးများတွင်လည်းမီးတောက်မီးလျံလိုလောင်မြိုက်နေသည်ကိုတွေ့ရသည် ကျမသည်ရက်နေရင်ငါသေးသွားရင်ဘလောက်ကောင်းမလဲဟု မတွေးကောင်းတွေးမိသည့်အထင်နာကျင်ကြေကွဲလာပါသည်ဤလိုသည် လေးနှစ်တိုင်တိုင် ကျမအပေါ်ချစ်မြတ်နိုးခဲ့သူ လေးနှစ်တိုင်တိုင် ကျမအပေါ်သစ္စာမြဲခဲ့သူလေးနှစ်တိုင်တိုင် ကျမလိုအပ်ချက်တို့ကို ဖြည့်ဆွက်နှစ်သိမ့်ပေးခဲ့သူလေးနှစ်တိုင်တိုင် ကျမအနိုင်ယူသည်များကိုအပြုံးမပြတ်တဲငင်းခံခဲ့သူကျမတောင်းဆိုသည်များဘာမဆိုရရှိအောင်ပေးဆက်ခဲ့သူအီလူကိုမှကျမကပြစ်မှားခဲ့မိပြီအီလူကိုနာကျင်ထိခိုက်အောင် ကျမဆိုးဆိုးဝါးဝါးပြုမှုခဲ့မိပြီဒါနဲ့တောင် ကျမကသူ့နောက်တော့တကောက်ကောက်လိုက်နေမိသေးသည်။ဘာအတွက်ကျမလိုက်နေခဲ့သလဲ။သူ့ကိုနောက်ထပ်နာကျင်စေဖို့လား။သို့မဟုတ်ကျမသူ့ကိုတန်ရောစဉ်အလွန်ကြီးမားလျက်ပါဟု ပြသခြင်းလိုပဲလား။သို့မဟုတ်သူ့ရဲ့အဖြစ်ပေးမှုကိုထိုက်တန်စွာခံယူဖို့ပဲလား။ယခုအချိန်မှာကျမအမျော်လင့်ဆုံးအရာမှာကျမရင်ကိုနာကျင်အောင်လက်ညှိုးထိုးဆွဆွဲမိသူ့ဤအဖြစ်တင်စကားများ ကျမအသားကိုနာကျင်အောင်ဒေါသတကြီး ရိုက်နှက်မှုများသာဖြစ်သည် သူပဲအခါမှာကျမကိုမရက်ဆက်ခဲ့ပါမောကြည့်နေရင်မှပင် ကျမဤမျက်လုံးနဲ့မျက်ရည်တွေပြည်လာတော့မျက်ရည်များမျက်လုံးအိမ်တောင်စွန်စီမှစိတ်အိုင်ဖွဲ့လာခြင်းတွင်ကျမ၏နှခမ်းများထိမရအောင် တုံရင်လာကြ၏သူဟန်မှာကျမအပေါ်ကျင်နာတတ်သော ခင်မောလောင်းတယောက်ဤစိုးရင်ပူပန်မှုအပြည့် ဟင်အင်းငါ့ကိုခွင့်မလွတ်ပါနဲ့ကိုအောင်ရဲ့ငါ့ကိုလုံးဝခွင့်မလွတ်လိုက်ပါနဲ့ဟာနဲ့မငူနဲ့လေလမ်းလေကောင်ကြီးမှာလူတွေအများကြီးသူကျမမျက်ရည်များကိုတုတ်ပေးလျက်ကျမလက်ကိုဆွဲယူလေသည် ကျမသည် သူနှစ်သိမ့်ချုံမော့မှရှိုက်ကြီးတငင်ငိုချပစ်ချင်လာတော့သည်အီလူကိုတစ္ဆာဖောက်ပြီးတခြားတယောက်ကိုချစ်မိသွားရအောင်ကျမမှဘလို့မိစ္ဆာစိတ်တွေဝင်ရောက်ချက်လင်းနေခဲ့ပါလေ ငငိုနဲ့နင်းမင်းလိုချင်တာဘာမှစို့ဖြစ်စီမှာပေါ့ကိုမင်းကိုချစ်တယ်ဖះဖះကိုမင်းကိုချစ်တယ်ဆိုတဲ့စကားလုံးအောက်တွင် ကျမသည်အလွန်နှိမ့်ကြတော့မင်းမယုတ်တယောက်ဖြစ်ခဲ့ရပြီထိုစကားကိုပြောလိုက်သူ၏မျက်နှာကိုကျမရင်မဆိုင်ရဲပါသူ၏ဖေးမကူညီမှုသည် ကျမအတွက်ငရဲတစ်ခုပင်ဖြစ်သည် သူကျမကိုကံတော်ကြီးပန်းချံတို့ခေါ်သွားပါသည် အရှိတ်ကောင်းသောတင့်မြင့်ဆုံးတစ်ခုပေါ်တွင်ကျမနှင့်သူ ထိုင်မိသောအခါပဝင်းကျင်သည်ညင်သက်အေးချမ်းနေ၏မကြာမီရောက်ရှိလာတော့မည်နာကျင်ကြေကွဲမှုအငွေအသက်များကိုကြိုတင်ခမ်းမန်းမိသလိုပင်ခက်လန်းလန်းရေဆက်မှဇေယကလေးတကောင်တုတ်ခနဲထပြန်ပြေးသွားလေသည်တခုပြောပါအောင်လိုင်းကိုအောင်သူကျမကိုအသာလှဲ့ကြည့်ပြီး ပြုံးပြသည်သူ့အပြုံးမှာမချီချင်း ခြေခွဲလွန်းသဖြင့်ကျမတခဏဆွန့်အသွားမိလေသည်ခုဘက်ကဘာမှပြောစရာမရှိပါဘူးနှင်းမင်းပြောချင်တာတွေကို ကိုနားထောင်ဖို့ဒီကိုခေါ်လာတာပါမင်းစရာရောမရှိဘူးလားယင် ကျမသူ့မျက်လုံးများကို မဝင့်မရဲရှာဖွေကြည့်မိသည်မျက်ရည်များဖြင့်ပြည့်နေသောတောက်ပသည့်မျက်လုံးများသည် ကျမ၏ရင်ကိုမီးမြိုက်နေသလိုခံစားရသည် သူဘဒူလဲလို့တောင်မမေးချင်တော့ဘူးလားကိုအောင်ရဲ့မင်းကို၉နှစ်လောက်ပေါင်းတင်လာတဲ့ကောင်းမဲနဲ့မင်းရဲ့စကားအဆအနာတွေတွေကတဆင့်မင်းကိုကိုအကဲခတ်တတ်ပါတယ်အဲ့ဒီကောင်ဘသူလဲဆိုတာတော့တော့ကိုကောင်းကောင်းခတ်မှန်းပြီးသားပါအဲ့ဒီကောင်သူ့ရင်ထဲကမနာလိုမှု၊နာကျင်မှု၊ဆက်ဆုံးမှုအလုံးသည် အပိုင်းစများအဖြစ်စုပေါင်းပြီး အဲ့ဒီကောင်မှုသောစကားတွေပါဝင်သွားသည်ယူမော်ဆိုတဲ့ကောင်မဟုတ်လားအန်ကျိတ်ပြီးပြောလိုက်တော့သူ့စကားသန်နီးတစ်အာတော်ဆုပ်စွာပေါ်ထွက်လာသည် ကျမခေါင်းမငိမ့်မိပါခေါင်းငိမ့်စရာလည်းမလိုတော့ပါအီလူကြီးကျမအပေါ်တွင်အငဲမှန်ကန်စွာမြင်တတ်ခဲ့သည် ကျမနှင့်ပတ်သက်သမျှအမအမှန်အဆိုးအကောင်ကို သူအငဲဆင်ញင်တတ်ခဲ့သည် ကျမအပေါ် မလွှမ်းမိုးနိုင်သောသူ့အားနည်းချက်သည်တစ်ချိန်ချိန်တွင်သူ့အတွက်ခြေကွဲเสียရာဖြစ်လာနိုင်သည်ဟုသူခဏခဏပြောခဲ့ပူပါသည်မင်းမှားလိုက်တာလို့ပြောပါအောင်လားကိုအောင်ရဲ့နှင်းသိမ့်မှားတာပဲလို့ပြောပါအောင်나ချင်းခြေကွဲသောကျမစကားအတန်အဆုံးတွင်ကျမကသူ့ကိုစတင်ပွေဖက်မိလေသလားသူကကျမကိုဆွဲယူပွေဖက်လိုက်လေသလားမသိတော့ပါ ကျမတရိယာမိသည့်အချိန်တွင်တော့ကျမသူ့ရင်ခွေမှာမျက်နှာရှိုက်ငင်ငိုကြွေးနေမိလေသည်နင်းရဲ့မချစ်မရဲညှိလိုက်တော့သူ့အတန်တွင်အခမ်းရခတ်မှု မုံတီးနာခြင်းမှုကြေကွဲမှု အာကောင်းမှုခံစားချက်အလုံးပါဝင်နေသည်ကျမမကြာခဏခိုဝင်ခဲ့ဘူးသော သူ့ရင်ခွေသည် ကျမဤ တစ္ဆာပြည့်ဝင်မှုကိုအပြစ်မယူသလိုပင်ခါတိုင်းကဲ့သို့နှွေးထွေးလျက်ရှိသည်ကိုကျမနောက်ကျောင်းကိုတိုက်ဖက်ထားတော့သူ့လက်များသည်ခါတိုင်းလိုပင် ခိုင်မြဲလျက်ရှိပါသည်ကိုမင်းကိုဘလောက်ချစ်တယ်ဆိုတာမင်းသိရနဲ့နှင်းရဲ့ကျမ၏ပခုံးပေါ်တွင် ဆိုးဆွတ်သောသူ့မျက်ရည်စက်ဤထီတွေ့မှုကို ခံစားလိုက်ရသလိုရှိသည်ဒုက္ခနာကိုယ်သည် တုံခိုင်းနေသည်ကျမသည် ယောက်ျားတစ်ယောက်ကိုငိုကြွေးသူဖြစ်ခဲ့ပြီးယောက်ျားတစ်ယောက်ဤမျက်ရည်အတိုင်းစသည် ကျမကျူးလွန်မိသောပြစ်မှုဤအတိုင်းစပင်ဖြစ်သည်ကျမအကြီးအကျယ်မှားယွင်းခဲ့ပြီးစိတ်ဆန္ဒတစ်ခုနောက်သို့မျက်စိမိတ်ကလိုက်ခဲ့မိသောကျမသည်ဤယောက်ျားဤကျဉ်နာမြင်နှုတ်မှုကိုစော်ကားခဲ့သည်ဤယောက်ျား၏အချစ်ကိုစော်ကားခဲ့သည်ထိုခဏတွင် ကျမသည်မောင်စိုးရောချစ်သူကိုမေးပြောက်ဖဲထုတ်လိုက်ပြီး ဤရင်ခွင်ထဲမှာတသက်လုံးခုံဝင်လိုက်ရတော့မလားဟုညာတာတနာစွာ တွေးလိုက်မိသည်ဟဲ့အေးမဖြစ်ဘူးမောင်ကိုကျမမခွဲနိုင်ဘူးကျမသည်ဘုံခနဲ့သူ့ရင်ခွင်ထဲမှာရုံးဖယ်ထွက်ရန်ကြိုးစားမိတော့သည်ထို့အခါသူသည်ကျမကိုလိုဒီထက်ပို၍တွန်းဖယ်ထုတ်လိုက်ပြီးလင်းမြန်စွာမှတ်တပ်ရလိုက်၏ထို့နောက်ရေဆက်စီတို့တလန်းနလန်းလျှောက်ကား ကျမကိုကြောပေးပြီး အကြကြီးနှိမ်သက်နေတော်သည်။ဝါကျင်သောရွက်ကြွေများတလွင်လွင်ဝဲက သူ့အနီးသို့ကြွေကြလျက်ရှိသည်။ရေပြင်ပေါ်မှရှက်တိုက်ပြေးလာသောလေညင်းသည် သူ့ဤလုံကြီးအောင်နာစကိုတစ်ဖြက်ဖြက်လှောက်ခါအောင်တိုက်ခတ်လျက်သူ့ရင်ထဲမှလည်းတုံလှုပ်ကြေးမွားနေရောပေါ့။ဤကာလသည်ဘလောက်ကြာမှလဲ။နောက်ထပ်ဘလောက်ကြာအောင်မှလဲ။ ကျမတို့ကို နှစ်သိမ့်ပေးဖို့လိုအောင်မလားကျမသည်တစ်ချိန်တည်းမှာပင် သူ့ကိုနာကျင်စေအောင်ရက်ဆက်ခဲ့ပြီဖြစ်ပါလေရဲ့သူတက်တာရရအောင်ဘလို့ကုသပေးရမလဲဟု မိုက်မဲအောင်စဉ်းစားနေမိပြန်ပြီကိုသူ့ကိုတွေ့ကျင်တယ်နှင်းသူက ကျမကိုလှဲမကြည့်ပဲ၆တွေ့မှကြောစွာပြောလာခြင်းမှာတော့ကျမရက်နေတော့မြေပြင်သည်အကွဲတုံ့နှုတ်သွားပြီဟုပင်ထင်လိုက်မိသည် မဖြစ်ဘူးကိုอ่ะဘလုံးမမဖြစ်နိုင်ဘူး။အိုးကျမကဘလို့များအာယူရမှာလဲ။ဤယောက်ျားနှစ်ယောက်ဘလို့မျက်နှာချင်းဆိုင်ကြမှာလဲ။တယောက်ကိုတယောက်မုန်းတီးခါသိမှုတွေမနာလိုမှုတွေကျိန်ဆိုးမှုတွေလူတက်မှုကျွလွန်စိတ်တွေနဲ့မဖြစ်နိုင်ပါ။ကျမတို့တို့နှစ်ယောက်ကိုစုံပေးဖို့ဘလုံးမမဖြစ်နိုင်ပါ။သူရုတ်တရက်ကျမဘတ်တို့လှဲ့လိုက်သည်သူသည်나이အနေငယ်အတွင်များစွာအိုမင်းသွားသည် ကျင်းမာနေသောမျက်နှာပြင်တွင် မျက်လုံးများသည် မျက်ရည်အရိပ်အယောင်ကြောင့်ပြော့ပြောင်းနေသည်ခိုးတို့သုံးယောက်ဆုံကြရအောင်ဟဲ့အင်းသူနောက်ပြောင်နေတာဟုထင်ရသည်ထို့တော့သူ့အခြေအနေမှာနောက်ပြောင်စရာအခွင့်အရေးမရှိပါ ကိုတိတ်ချရတဲ့ချစ်သူတယောက်လုံးကိုလက်လွဲပေးအပ်ခံမယ်ယောက်ျားဟာကိုချစ်သူနဲ့ဘလောက်ထိုက်တန်နေဆိုတာ ကိုအကဲခတ်ခွင်ရှိတယ်လေသူမျက်လုံးများမှာကျမကို ချစ်မြတ်နိုးမှုသည်ဟိုးတော့ကလိုပင်အယိတ်ထင်စဲဖြစ်သည်ခနဲ့တလို့ပြောလိုက်တော့သူ့စကားသည် ကျမရင်ထဲတို့ချွန်မြစွာ ထိုးဖောက်ဝင်ရောက်သောဓာတ်ထံရာတစ်ခုလိုပင် နာကျင်စေပါသည် သူမျက်လုံးအစုံတွင်ကိုကိုကိုယုံကြည်စိတ်ချမှုများ မာနများဖြင့် ူတာလျင်ကျမနဲ့ထိုက်တန်ကြောင်းရှောက်လဲချက်ပေးနေတယ်လို့ကျမခံစားရသည်ထိုက်တန်နေဆိုရင်ကိုအောင်ဘာလုပ်မှာလဲမဝိမရေကျမမေးတော့သူမဲ့ပြုံးပြုံးလေသည်သူ့လက်ထဲမှာမင်းကိုជីជីဖြူဖြူထားခဲ့မှာပေါ့နင်းဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာမလဲကျမလုံးဝမယုံပါ ယောက်ျားတယောက်သည်မိမိမတပါတခြားဘလိုလူမျိုးကိုမှသူ့ချစ်သူနှင်ထိုက်တန်ကြောင်းတွေ့ရလိမ့်မည်မဟုတ်ပါတကယ်လို့မထိုက်တန်ရင်ကိုကိုအရှက်နဲ့တိတ်ခါကိုငှဲ့တဲ့အနေနဲ့မင်းတို့နှစ်ယောက်စလုံးကိုတတ်ဖြစ်မယ်သူ့နာကျင်မှုသည်မာကျော်ရောစိန်ခေါ်မှုအဖြစ်ကျမရင်ထဲတို့စိတ်ဝင်သွားလေသည် ဟုတ်ကဲ့ပါရှင်။ဆ ्याम မကျူးရဲ့မိမတယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုကိုအပိုင်းနှစ်အနေနဲ့ဒီနားမှာခဏလောက်ရန်နာခွင့်ပြုပါနော်။အပိုင်းသုံးကိုဆက်ဆက်ဆောင်မြော်အားပေးကြပါအောင်ရှင်။နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာရီပညာပေးသုတရတဆောင်းပါးရီထူးခြားစမ်းကြဲဂံမယဝတ္ထုတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ channel လေးကို like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်။ နားဆင်အားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။